ျွန်တော်တို့ဟာဆိုလို့ရှိရင်ဖျားပေးတဲ့တာဝန်တွေကိုအာကျိုးမှန်တက်ဆောင်ရွက်ဖို့လိုအပ်ပါတယ်ပြည့်ပြည့်စုံတဲ့စာရိတ္တကိုအရောက်လှမ်းမယ်ဒါပေမဲ့မမေ့ရမှာတခုကတော့ဖျားရှင်ကိုလုံးဝဥတုံမိခိုးဖို့တော့ကျွန်တော်လိုအပ်ပါတယ်ကို့အစွန်းစားနဲ့မရဘူးဆိုတာအထူးလိုအပ်တယ်ရှင်ပေါ်လူအကြံပေးတဲ့စာရင်ထဲမှာလည်းပဲစူးစားကြပါစူးစားကြပါခဏခဏပြောတယ်ဒါပေမဲ့ခရစ်တော်ကိုမိခိုးတဲ့ခရစ်တော်ကိုလုံးဝဥတုံစက္ကန့်အနှံနဲ့အသက်တာနဲ့စူးစားဖို့ရတဲ့အတွက်ရှင်ပေါ်လူကကျွန်တော်တို့တိုက်တွန်းအား 给他嘞。<noise> င်္ဂလာနံနဲ့ခင်ပါခင်ဗျာဘုရားသခင်မကုံဆုံးတဲ့ကိဥနာတော့ပဲဖြစ်ပါလေကျွန်တော်တို့ဒီနေ့ထိတိုင်အောင်ပို့ဆောင်ပေးတဲ့ဘုရားသခင်နာမတော်အထူးကျေးဇူးတင်ချီးမွမ်းပါတယ်ဒီနေ့ဆိုလို့ရှိရင်နိုဝင်ဘာလ6ရက်နေ့ထိတောင်းမှရောက်ရှိလာခဲ့ပါပြီကျွန်တော်တို့ရဲ့ Let us pray ဆိုတဲ့ morning devotion အစီအစဉ်ကိုလည်းပဲနေ့စဉ်နေ့တိုင်းနာနဲ့6နာရီမှဆင်ဆက်မပြတ်တင်ဆက်ပေးလျက်ရှိနေတယ်ဆိုတာကိုလည်းပဲထပ်ပြီးတော့အသိပေးပါရစေကျွန်တော်တို့ထံကိုလည်းမိမိရဲ့ဆုတောင်းချက်တွေဆက်လက်ပြီးတော့ပေးပို့ကြပါအရောက်တိုင်းအတွက်ကျွန်တော်တို့ဆုတောင်းပေးနေလျက်ရှိပါတယ် တို့ဒီနေ့နိုဝင်ဘာလ6ရက်နေ့အတွက်ခေါင်းစဉ်ကတော့ယောမာမျိုး၌ရှိစဉ်ရေးသားသောစာဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။အခြေခံထားတဲ့ကြမ်းချက်လေးကျွန်တော်ဖတ်ပြခြင်း ਨੇ ။ Call of the Owaras အခန်းကြီး3အပိုင်းငယ်တိကနေ3အထက်ဆိုခဲ့ပြီးဒီအတိုင်းသင်တို့ဒီခရစ်တော်နဲ့အတူ ထားမြောက်ကြသည်မှန်လျင်ဖျားသခင်၏လက်ရတော်ဘက်မှခရစ်တော်သည်ထိုင်တော်မူရာအရက်၌ရှိသောထိုအထက်အရာကိုရှာကြလော့။ မြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ်မရှိကြနဲ့အထက်အရာကိုသာစိတ်ဆွဲလန်းခြင်းရှိကြလောအကြောင်းမူကားတင်တို့သည်တေသောသူဖြစ်၍တင်တို့အဘအတင်တို့အသက်သည်ခရစ်တော်နှင့်အတူဖျားသခင်၌ဖွဲ့ထားလျက်ရှိ၏ဒီအဓမ္မချစ်တဲ့မိတ်ဆွေတွေတတိထားမရလားကျွန်တော်တို့ဒီတပတ်အတွင်းမှာဆိုလို့ရှိရင်ရှင်ပေါလုရဲ့သူ့ရဲ့နောက်ဆုံးနေ့ရက်တွေနဲ့ပတ်သက်ပြီးတော့ လေးလာပြီးခွန်အားယူနေကြရတာဖြစ်ပါလေဒီနေ့အစပြီးတော့သူ့ရဲ့နောက်ဆုံးနေ့ရက်တွေထဲမှာမှယောမာမျိုးမှရှိရဲ့သူ့ရဲ့နေ့ရက်တွေအကြောင်းကိုတဲ့တဲ့ပြောရရင်သူတေဆုံးတဲ့အထိကျွန်တော်တို့လေ့လာသွားမှာဖြစ်တယ်အခုလာမဲ့နောက်တစ်ပတ်တနင်္လာနေ့အထိဟာရှင်ပေါလုရဲ့အကြောင်းနေနဲ့ကျွန်တော်တို့ခွန်အားယူရမယ်ဝိညာဉ်သင်ခန်းစာတွေရယူဖို့အတွက်ဖြစ်ပါတယ် အခုဒီနေ့တော့ယောမမြို့မှာသူရှိနေတဲ့အချိန်တနည်းအားဖြင့်ပြောရမယ်မယ်ဆိုရင်အကျဲချုံအားဖြင့်ရှိနေတဲ့အချိန်ကာလအတော်တွင်းမှာသူစာရေးသားတဲ့အကြောင်းအရာလေးတွေကိုလေ့လာပြီးခွန်အားယူကြရအောင်သူအနေနဲ့ရှင်ပေါ်လို့အနေနဲ့ဒီအာရှမိုင်းနာတခွင်မှာတည်ထောင်ခဲ့တဲ့အသင်းတော်တွေပေါ်မှာအရန်တန်ရုံးစဉ်ရှိတယ်ဆိုတာကျွန်တော်တို့လေ့လာခဲ့ပြီးဖြစ်ပါတယ်။ထောင်ကျနေစဉ်အတော်တွင်းမှာသူ့ရဲ့အသင်းတော်တွေကိုအငြင်းအဆက်အသွယ်လုပ်တယ် သူတို့ခေတ်တုန်းကအဆက်အသွယ်ဆိုလို့စာရေးခြင်းပဲရှိပါတယ်စာရေးပေးပို့ရတယ်သူပေးပို့တဲ့အကြောင်းအရာတွေမှာလည်းအကြောင်းအရာတွေအားပေးစကားပါတယ်လို့စိတ်ပူပန်မှုနဲ့ဆုံးမမှုတွေလည်းအများကြီးပါတာကျွန်တော်တွေ့ရတယ်ခရစ်တော်ရဲ့အကြောင်းခရစ်တော်ရဲ့နောက်လိုက်တနည်းအားဖြင့်ခရစ်ယာန်ဖြစ်နေတဲ့အဓိကအရင်အမြစ်ကိုအသေးချာနားမလည်မှသူအရန်စိုးရင်ခရစ်ယာန်အသက်တာဆိုတာသခင်ယေရှုရဲ့အသက်တာနဲ့အသေးခံခြင်းကို နားလေယုံမကဘူးအဲ့ဒါထက်ပိုတယ်ဆိုတာကိုပါရှင်ပေါ်လူကအရင်သိစေချင်တယ်။ဒါကြောင့်မလို့ဖျားရှင်ရဲ့အကြောင်းကိုလေးနက်မှုရှိစေချင်တယ်။အဲ့လိုမျိုးလေးနက်မှုရှိဖို့ရန်အတွက်လည်းသခင်ယေရှုရဲ့ပုံစံနမူနာကိုယူပြီးတော့အသက်တာပြောင်းလဲဖို့ရန်အတွက်အရင်လိုအပ်လာ။သခင်ယေရှုအကြောင်းကိုသိယုံမကဘူး။ကိုယ့်ရဲ့အသက်တာမှာပုံသွင်းဖို့နော်။အသက်တာမှာစီမျောဖို့အရင်အရေးကြီးတယ်ဆိုတာ။အဲ့ဒီထက်မှာ နာမည်ကြီးတဲ့ကျန်းချက်တခုရှိတယ်အဲ့ဒါတော့ Apple အခန်းကြီး၄ထဲမှာကျွန်တော်တို့တွေ့ရပါတယ် Apple အခန်းကြီး၄ရဲ့အပိုင်ငယ်20နဲ့၄မှာဆိုလို့ရှိရင်သခင်ယေရှုအကြောင်းကို ဟောပြောရုံမကဘင်းနဲ့ကျွန်တော်ယုံကြည်သူအားလုံးခရစ်တော်ထံမှာတစည်းတစ်လုံးနဲ့ရှိဖို့ရန်အတွက်အရင်အရေးကြီးတယ်ဆိုတာကိုလည်းပဲရှင်ပေါလုကပြောထားတာကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲတိယုံမဲ့တိရဲဆိုတာတကယ်စုံငန်းချင်းတွေရောက်လာတဲ့အခါမှာကျွန်တော်တို့ကဒီကြောက်တော့တဲ့မှာကြတဲ့မျိုးစေ့တွေလိုပဲ ခဏလေးနဲ့လက်လျှော့တတ်မှာဖြစ်ပါတယ်။ဒါမှမဟုတ်ခင်တခင်ရွှေအသက်တာကိုယ့်ရဲ့အထဲထဲမှာစီးမျောလာတဲ့အခါမှာစုံလန်းခြင်းနဲ့ကြုံတွေ့တဲ့အခါကျတော့မယိုင်မလဲမမမရက်တည်နိုင်မယ်ဆိုတော့လေဒီထဲမှာရှင်ဘောလို့ဖော်ပြထားတွေ့ရတယ်။နောက်ထပ်ပြန်ပြီးတော့ဖိလိပ္ပိအော်အာရာစအခန်းကြီးနှစ်ထဲမှာလည်းပဲတခင်ယေရှုဟာလူသားသာတိခံရတယ်လူသားသာတိခံရတဲ့နေရာမှာနှိမ့်ချခြင်းရှိပြီးတော့အောင်မြင်ခြင်းတွေရရှိခဲ့တဲ့တိခန့်ခြင်းအပြင်အောင်မြင်မှုရရှိခဲ့တဲ့အကြောင်းတွေကိုယူပြီးတော့မှဒီ အသက်တာမျိုးကိုယုံကြည်သူခရိယန်တွေရရှိဖို့အတွက်ရှင်ပေါ်လူကတိုက်တွန်းအားပေးထားတယ်။ကျွန်တော်တို့ကိုအင်မတန်မှချစ်တဲ့သခင်ယေရှုရဲ့မေတ္တာကို ရှင်ပေါ်လူကကြိုတင်ပြီးတော့သိရှိထားတာကျွန်တော်တွေ့ရတယ်။ဖခင်သခင်ဟာဆိုရင်သူ့ရဲ့အမှုတော်လုပ်ငန်းကိုတဲ့။သူနဲ့အတူဘသူတွေပါလဲဆိုတော့လူသားတွေလူသားထဲမှာမှအနောင်တားရတဲ့အပြစ်သားတွေနဲ့အတူလက်တွဲပြီးတော့ပူပေါင်းလှုပ်ဆောင်နေတယ်။ကျွန်တော်တို့ဟာဆိုလို့ရှိရင် ကိုရဲ့တာဝန်ဖျားပေးတဲ့တာဝန်တွေကိုအားကျိုးမှန်တက်ဆောင်ရွက်ဖို့လိုအပ်ပါလေပြည်ပြည်စုံတဲ့စာရိတ္တကိုအရောက်လှမ်းမယ်ဒါပေမဲ့မမေ့ရမှာတခုကတော့ဖျားရှင်ကိုလုံးဝဥတုံမိခိုးဖို့တော့ကျွန်တော်လိုအပ်ပါလေကိုအစွန်းစားနေမရဘူးဆိုတော့အထူးလိုအပ်တယ်ရှင်ပေါ်လူအကြံပေးတဲ့စာရိထဲမှာလည်းပဲစူးစမ်းကြပါစူးစမ်းကြပါခဏခဏပြောတယ်ဒါပေမဲ့ခရစ်တော်ကို မိခိုတဲ့ခရစ်တော်ကိုလုံးဝဥတုံစက္ကန့်အနှံနဲ့အသက်တာနဲ့ကြိုးစားပွဲအတွက်သခင်ရှုရှင်ပေါ်လူကကျွန်တော်တို့တိုက်တွန်းအားပေးထားတယ်ဆိုတာကိုနည်းနည်းရအောင်အားဖြင့်ကျွန်တော်ထပ်ပြီးတော့အားပေးလိုပါတယ်ယေရှုတင်ပါတယ်အခုကျွန်တော်တို့ဆုတောင်းမှုဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဆုတောင်းပေးရမယ့်ပုံကူတွေကိုကျွန်တော်အနေနဲ့ဒီမှာဖတ်ပြခြင်းပါတယ်အထူးသဖြင့်ဒီနေ့မှာတော့ဒီနာမကျမ်းဖြစ်တော်သူ ဒီအသက်ကြီးရွယ်အိုတွေအတွက်ဆုတောင်းဖို့ဖြစ်ပါတယ်ဆုတောင်းပေးရမယ့်ပုဂ္ဂိုလ်တွေကတော့ဒေါ်ဆောင်လန်းရယ်ပြီးတော့ဆ iam ခရစ်စတီနာပြီးတော့ရှင်အဖီဖူလူရယ်တော့ဦးတူတူဒေါ်ကျူကျူတို့အတွက်ကျွန်တော်ဆုတောင်းဖို့ဖြစ်ပါတယ်ခဏလေးဦးမြုပ်ပြီးတော့ဆုတောင်းကြအောင်ကောင်းရင်မချေရှင်ပါကိုရောကျေးဇူးတင်နေဒီနေ့နာတာရတဲ့နက်နက်ခင်းကောင်းမွန်စွာဖြင့်နူးထောက်ခွင့်ပေးုံတောင်ကကိုရောရှင်တည်င်းစကားတွေကိုလည်းတာမီတို့ပြန်လဲပြီးတော့ခံယူခွင့်ရတဲ့အတွက်ကြောင့်ကျေးဇူးတင်နေ ။ဘိုးဖဖျားရှင်ပေါ်လူရဲ့စေရနာမေတ္တာနဲ့တန်ရောင်းတဲ့ကြီးမားမှုတွေပြီးယုံကြည်သူအများအတိုင်းအတွက်ငွေညခွာတူးပါးစရာဖြစ်စေပါれ။အဖဖျားသာသမီတို့ကရိုရှီးယားသတင်းစကားတွေကိုနားနဲ့ကြားယုံတာမကအတိတရားထဲမှာစွဲမြဲယုံတာမကအသက်တာမှာလက်တွေ့ကျင့်သုံးနိုင်မှုကိုကရိုရှီးယားဆက်လက်ပြီးတော့ခွန်အားပေးပါပါ။ကိုယ်တော်ဖက်မှာအားကြီးတော်သူတွေဖြစ်နေအသက်ထက်ဆုံးနေထိုင်သွားနိုင်ပွင့်ကိုရရှင်ကုညီမာဆာလန်ပြပေးသနာတော်မှာကျေးဇူးတင်တယ်ပါဆက်လက်ပြီးတော့ နာမကျန်းဖြစ်တော်သူတွေအတွက်ဆုတောင်းပါတယ်ကိုရိုရှင်ရဲ့သမီးဒေါ်ဆောင်လန်းသူ့ကလေးကိုရိုရှင်လန်ယုံတော်ဆက်တက်ပြီးတော့ကောင်းကြီးပေးလန်းပြတော်မှာလင်းမြစွာကျမ်းမာပြီးတော့ကိုရိုရှင်ဘုန်းတော်ကုံတော်ထင်ရှားစီမမဟာစာပါထို့အတူဒီဆ ्याम မခရစ်စတီနာတော်လကောင်ဒီအဖီဖူလူဖြစ်စေဦးတူတူနဲ့ဒေါ်ကျူကျူတို့လည်းကိုရိုရှင်ကောင်းကြီးပေးလန်းပြပါသူတို့ရဲ့အတ္တဓမ္မပါသူတို့ဒီစိတ်သွားတိုင်းကိုမပါနိုင်တဲ့အခြေအနေမျိုးလည်းရှိကြပါတယ်။ဘုဖာဖျား အလုံးစုံလုံးတက်ဆွမ်းနိုင်တဲ့ဘာသူတို့နဲ့အတူရှိပြီးငြိမ်သက်ခြင်းနဲ့ပေးသနာတော်မှာကိုရောသူတို့နဲ့အတူရှိကြောင်းထင်ရှားစေတဲ့အမှတ်လက္ခဏာတစ်ခုရရှိပြီးစိတ်ချမ်းသာမှုရရှိဖို့အတွက်လည်းမာစပေးပါဒီအစီအစဉ်ကိုကြည့်ရှုနေသော ကိုရောသားသမီးအယောက်တိုင်းပေါ်မှာလည်းပဲစိတ်မှန်သောငြိမ်သက်ခြင်းနဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းကောင်းကြီးမင်္ဂလာဖျားဖျားတို့တွန်လောင်းပေးပါမည်ကြောင်းယေရှုခရစ်တော်ဖျားဤနာမတော်အမိပြုလျက်ယူသည်သောဆုတောင်းပါသည်ပါဗျာအာမင်